က်ရခင်ကဘုံပြေးလိုက်တာကာတာတူတူကြီးနိုင်ငံနဲ့အဝမ်းမှာရှိတယ်ငါတို့ရဲ့လူတော်လည်းသူရဲ့ဘောင်းနဲ့အားလုံးကတိကျတာပြေးလိုက်ကြိုက်တယ်ခဏခဏလုံးဘာမှရကြံပြီးတော့โอเคကူတာလည်းအကုန်ကုန်သွားပြီလားလောက်သမားရေးဝန်ကြီးဌာနနေနေအတွင်းဝင်ဦးညွန်ဝင်ဒုတိယဘုံကြီးမြင်းဟာလည်းမျက်နှာကျောင်ကြောင်ပြားများဝမ်းပိုက်ကိုစိုက်ဝင်ပြီးတည်ဆုံသွားခဲ့တယ်လို့ယူသားစွာနေထိုင်နေကျွန်တော်ပြည်သူတွေကိုမထိခိုက်ဘဲနဲ့အဲ့မေးပြီတော့အဲ့သူတို့အဝင်းဝိုင်းလေးတွေကွက်ပြီးတော့ပလုံဆိုပြောက်ွယ်သွားရမှာ ားလုံးပဲမင်္ဂလာပါရှင်ဖမ်နီမပြန်လည်ကြိုဆိုလိုက်ပါတယ်အမှန်တရားချစ်တဲ့ဓမ္မဘက်တော်သားတွေအားလုံးနေကောင်းချမ်းမာပါစေလို့ဆုတောင်းပေးပါတယ်ဗျမြန်မာတို့ပြစ်ဆက်ပေးခြင်းတဲ့သတင်းထူးလေးကတော့နေပြည်တော်ရှိတန်းရွှေသိန်းစိန်မင်းအွန်လိုင်းတို့ဤနေအိမ်များအပဝင်၆လုံးတန်းနေအိမ်များစေယုံနှင့်တမရအိမ်တော်တို့ငလင်တန်းကြောင့်ဆူဆူဝါဝါပစ္စည်းမှုရှိပြီးစစ်အင်ဂျင်နီယာဖွဲ့ကချစ်ချင်းပြင်ဆင်ဖို့မအားလာကျင့်စုရနေပြီးတော့အမိတ်ပေးထားတယ်ပေါ့နော်သူတို့ကြောတော့ကြောက်တက်လိုက်ကြတာသူတို့အိမ်သူတို့ယာတွေကြောချစ်ချင်းပြင်ဆင်နေတယ်တဲ့ သူတို့ကတခါနဲ့ပါသွားရမှာဗျတဆက်ထဲမှာပဲငလင်းလှုပ်ပြီးနောက်စစ်တပ်ကနောင်ချုံမြို့နယ်နောင်လင်းရွာကိုတိုက်လေရင်သုံးစင်းဖြစ်လက်ပတ်ပြန်ဝဲပြီးဘုံကိုကျင်းတဲ့သူဘုံကိုလုံးကြဲချမှုဒနုတော်လန်ရေးရဲမီ6ဦးနဲ့ရဲဘော်2ဦးဆုံ9ဦးဒဏ်ရာရရှိက3ဦးကစိုးရိမ်နေရတလောက်တနိုင်ငံလုံးဒုက္ခတုခပေါင်းများစွာခံစားနေရအောင် လီရင်နဲ့ဘုံကျဲသွားသေးတယ်မင်းတို့စစ်တပ်ထဲမှာလူဆန်တဲ့အကောင်ကြီးရရှိသေးရဲ့လားတစ်ဖက်မှာလည်းတနိုင်ငံလို့မတ်လ28ရက်နေ့ကငလင်တန်းကြောင့်အာလုံးပူဆွေးတော့ကရောက်နေတဲ့အချိန်မှာစစ်ခွေးကောင်စီကနေပြီးတော့ပဲခူးတိုင်းပြည်မြို့နယ်မှာတနခါပွဲတော်ကိုစီကားတိုက်မြိုက်စွာကျင်းပလျက်ရှိနေတယ်ပျော်နိုင်ကြတာအံ့ဩတယ်နော် တဖက်မှာလည်းကချင်ပြည်နယ်ဗမော်မြို့ကိုမိထိလလေးတက်မှတက်လာသောစစ်တိုက်လေရင်ကဗုံးကျဲပြက်ကတ်တိုက်ခိုက်ခဲ့ကြောင်းကချင်စစ်ရေးတရင်အရင်မြက်ကနေပြီးတော့ပေါ်ပြထားတယ်ဗျ။အစ်စ်ထဲမှာပဲ NUG ကငလင်တန်ကဲဆယ်ရေးအတွက်နှစ်ပတ်အပြက်ခတ်ရပ်ထားတော်လဲပေါင်းမြို့နယ်အတွင်းတွင်စစ်တပ်ကရဟတ်ရင်ဖြင့်ဗုံးကျဲပြက်ကတ်တိုက်ခိုက်နေတယ်။အကြောင်းမှာမကွေးတိုင်းပေါင်းမြို့နယ်အတွင်းတွင်အကြက်ဖက်စစ်ကောင်စီကစစ်ရဟတ်ရင်ဖြင့်ပြက်ကတ်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းပခုတ်ကူခိုင်အမှတ်15တက်ရင်မှာတာဝန်ရှိသူတဦးကတာထုတ်ပြန်ထားတယ်ဗျ။ ခွေးသားတွေတော်တော်လူမဆန်တဲ့အကောင့်လေးနော်ဒီနေ့အတွက်သတင်းတင်ဆက်မှုလေးကတော့ဒီလောက်ပဲပေါ့နော်ဒီဗီဒီယိုလေးကတော့မအားလာကျင်ဆူစောက်ဖို့ပြောတယ်ငလင်အသေးစားလေးလှုပ်သွားတာတဲ့နော်သူ့မိသားစုတွေမပါတော့သူဒီတကားပြောတာပေါ့ဗျာကျွန်တော်အခုတော့သူထပ်မထိုးရှားမှုတော့မရှိတော့ပါဘူးသို့တော်လည်းပဲ follow up လုပ်တဲ့ငလင်ငယ်လေးတော့လှုပ်ပါတယ်ကျွန်တော်အခုတကယ်ငလင်အဓိကဘိုးချက်ထုတ်ခဲ့တဲ့မန်းလေးမျိုးကိုကျွန်တော်ရောက်နေပါတယ်အသေးဆုံးတဲ့ဒီလက်ရှိပေါ့1200ယောက်ရှိပါတယ် ဒါရရတယ်2400လောက်ရှိပါတယ်ကြောက်တဲ့လူတွေတော့ရှိတယ်ပါသေးတယ်အဲ့တိတ်တိတ်ကြားထဲမှာပြိနေတဲ့လူတွေပျောက်နေလူတွေတော့ကြံပါသေးတယ်ဒါလည်းကျွန်တော်တို့ဆယ်တင်းလုံငါတွေကစပြီးလုပ်နေပါတယ်ဒီလေပူနိုင်ဖို့ဓာတ်လာတော့များပါတယ်အဖြစ်များဆုံးကတော့ခြေရှိကျွန်တော်ရောက်နေတဲ့နေရာမှာအဖြစ်များဆုံးဖြစ်ပါတယ်ဆိုတော့အခုလိုအပိစကားပြောတာရတော့ကျွန်တော်တည်င်းဌာနတွေမှာလည်းဆိုတော့ဘက်ကနေပြီးတော့ ကယ်ဆယ်ပစ္စည်းတွေနဲ့လူတွေလွတ်ပြီးဆိုတဲ့ဟာတွေတော့ကျွန်တော်အများကြီးအားရှိပါတယ်ကျွန်တော်တို့ပြန်လဲကယ်ဆယ်လုပ်ငန်းမဲ့အခုအဓိကထားပြီးလုပ်နေပါပြီ။ဒီရန်ကုန်နဲ့နေပြည်တော်နေပြည်တော်နဲ့မန္တလေးဆက်တွေလမ်းကြောင်းတွေလည်းဟိုပြက်နေတာရှိပါတယ်။ဟိုဘက်ကခေါင်းဆောင်ကဗမာစကားနားလေတယ်နော်ဒိုဘာဘာစောက်ပူတို့လှုပ်လိုက်ရင်စောက်ဆန်းနေကြီးပဲ။အဓိကအခုလိုကတ်ဆိုးတွေဖြစ်နေတာခမားချောင်းဖြစ်တယ်လို့နည်းနည်းလေးတောင်မတွေးမိဘူးလား။စောက်ပူဘလောက်ပြည်သူတွေဂျိန်မောင်းဆဲဆိုပြောဆိုနေတာကိုဒီလိုကောင်တွေကြတော့ တဘာဝတရားကြီးကဘာဖြစ်လို့ခြံထားတာလဲအဲပေါ့ဗျာသူတို့ကတဘောစာတွေဆိုတော့လေဟုတ်ကဲ့ဗျာဒီဗီဒီယိုလေးကတော့ကျွန်တော်တို့တွေစိတ်ဆင်းရဲတော့ကရောက်နေတဲ့အချိန်မှာတော်လန်ကြီးတဲကဒါကြည်နူးစရာလေးတစ်ခုရှမ်းဖုန်းကြီးပေးလိုက်တယ်အသက်ကယ်တဲ့ဂါထအဲ့ဖုန်းကြီးပေးလိုက်တယ်တကယ်ဂါထတကယ်ပေးလိုက်တာသူတို့ကိုယ်တိုင်အဲ့ဘက်ထိုင်းဘက်ကမ်းမှာအဲ့ဆန်းပြီးွားပြီအကုန်လုံးဆန်းမကြုံဘူးဆန်းနေလို့ကဟုတ်ကဲ့မြုံနာမြုံနာတကယ်ကဟာလုံးရငါလုံးရကွာငါလုံးရ သူတို့ကဒါဘုရားဝင်တာအယူဆရပေါ့ပြီးလိုက်တာငါလေးငါငါလေးပေါ့ငါလေးခရိယံပဲဒါပေမဲ့ငါမယုံတော့မယုံဒါပေမဲ့ရှေ့မှာဖြစ်စီနေအများကြီးရှိပဲဒီဟာနဲ့ပတ်သက်ပြီးဟုတ်ပြီနော်အဲ့တော့အဲ့ငါတို့ဒီမှာတက်ကနေပြီးတော့တွိုင်းတွိုင်းနေအဲ့နောက်ကျောင်းပြန်ခေါင်းခေါင်းနေငါတို့အဲ့ဘုန်းကြီးကိုရောက်လာတာထိုင်ဘက်ကံဘုန်းကြီးပဲအဲ့ထိုင်ဘက်ကံဘုန်းကြီးပြီးလိုက်တာကာတာတူတူလေးအဲ့ဒါလိုလေးရွရုံနဲ့သူသတိတည်ပြီးရွရအောင်ဒါလေးပဲ ီတကယ်ပြီးတယ်အမမမနောက်တကယ်မနောက်အမမဟုတ်ကဲ့ကြီးလည်းထွက်တယ်လူကိုတိတယ်ဖြစ်နေမှာဆရာဖြစ်နေတာဟုတ်ကဲ့ကျွန်တော်စစ်ခွေးရတော့ညာလူကိုကြီးပွင့်လာတာဆိုတာတော့အလုံးလေးစစ်ခွေးနဲ့မတူဘူးငါတို့ကတော်လိုင်းတက်တာပေါ်နေစစ်ခွေးမတူမတူတာမတူဖြစ်နေတယ်တကယ်တော့ဖြစ်နေတယ်ရုံးလားရုံးလားမရုံးဘူးကြည့်ပြီးတဲ့ဂါထာနော်ဘလို့ပဲဖြစ်ဖြစ်ဗျာကျွန်တော်တော်လန်ရေးဘက်တော်အမှန်တရားဘက်တော်သားတွေကတကယ်ရှိလိုက်ရင်ဘလောက်ကောင်းမဲဗျာဟုတ်ပြီဒီခွေးတွေမှာဆိုရင်လေးကမှားစီဒီကြီးကြီးအဲ့ဒီကြီးတဲ့ရဲ့အစ်ကိုဒီကြီးကြီးနောက်နောက်ဖြစ်တယ် ခါလာကိုဆွမ်းလာပြီလားပြန်ဆွမ်းတယ်ဟောကြီးဆွမ်းပါပါဆွမ်းပါပြီမိုက်ပြီအဲ့ဒါမိုက်ပြီရောအဲ့ဒါအဲ့ခါလာတကယ်ဆွမ်းသွားရန်ယူပဲငါတို့ကရှေ့တယ်မှာတော့ခါလာပြန်ရမယ်ခါလာအဲ့ဒါကိုအဲ့ခါလာကိုငါရင်းဝယ်ရလဲငါပေးမယ်ပြီးရင်ဟုတ်ဒီဗီဒီယိုကြည့်နေတော်လိုင်းတက်တာတွေအားလုံးနိုင်ငံနဲ့အဝမ်းမှာရှိနေငါတို့ရဲ့မျိုးတော်လိုင်းတူရဲကောင်းတွေအားလုံးကဒီကြတာပေးလိုက်ကြိုက်တယ်အားတီးကျင်တီးမှာဟုတ်ကဲ့ဟာနာတီးကျင်ပါဟာနာကျက်လာလွယ်လေးရေးကြည့်ပါ ့ကော့ရှိလို့ရှိလို့ဂါရာကမအီလူမင်းအောင်လာအာဂါရာဂါရာပါလေဂါရာပါလေပါလေဟုတ်ပြီဒီသတင်းလေးကတော့နေပြည်တော်မှာစက်ယုံကျုပ်အပါဝင်เนาะအရာရှိဘိုင်းနေဒီခွေးသေးဝတ်သေးငလင်ကြောင့်တိတ်ဆုံးသွားတဲ့သတင်းရုပ်တံလေးနေပြည်တော်မှာ ပြီးခဲ့တဲ့ညမှာလည်းနှစ်နာရီကြားတစ်ခါမြို့နယ်အသီးသီးမှာငလင်များလှုပ်ခတ်ခဲ့ပြီးမနှက်စောလှုပ်ခတ်ခဲ့တဲ့ငလင်ဟာပုံပုံလှုပ်ခတ်ခဲ့တာကြောင့်စေယုံကျုံထဲမှာထိခိုက်ပျက်စီးမှုများရှိခဲ့တယ်လို့လူသေဆုံးမှုတွေလည်းရှိခဲ့တယ်လို့နေပြည်တော်စစ်တပ်အတိုင်းဝိုင်းရှင်းပြဇော်မဲလုံးမဟုတ်ဘူးလားစစ်ကောင်စီလက်အောက်ခံနိုင်ငံသားရေးဝန်ကြီးဌာနမူဖာမှညွှန်ကြားရင်းမူကြားတဦးဟာလည်းငလင်လှုပ်ခတ်မှုကြောင့်ရုံးဌာနမှာပဲတည်ဆုံသွားခဲ့တယ်လို့သိရပါဗျ။ဒီကုံလုံးမျိုးသွားမှာနော်။ငလင်လှုပ်ခတ်မှုကြောင့် စစ်ကောင်စီလုံတမားဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်တည်ဆုံးခဲ့ပြီးဝင်ကြီးဒုဝင်ကြီးနဲ့ဝင်တဲ့အချို့ဒဏ်ရာရရှိခဲ့လို့သိရပါတယ်။ဒဏ်ရာပဲရတာလား။စစ်ကောင်စီရဲ့လုံတမားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဦးညွန်ဝင်ဒုတိယဗိုလ်မှူးကြီးငိမ့်ဟာလည်းမနေ့ကမလ28ရက်နေ့ငလင်လောက်ခတ်မှုကြောင့်ညနေကျကြောက်ပြားများဝမ်းပိုက်ကိုစိုက်ဝင်ပြီးတည်ဆုံးသွားခဲ့တယ်လို့သိရပါတယ်။တဘာဝတရားကြီးရလည်းမတရားဘူးဗျာ။ဂျိုးသားစွာနေထိုင်နေကျွန်တော်ပြည်သူတွေကိုမထိခိုက်ဘဲနဲ့အဲ့နေပြည်တော်အဲ့သူတို့အဝင်းဝိုင်းလေးတွေကွက်ပြီးတော့ ပလုံဆိုပျောက်ွယ်သွားရမှာမဟုတ်ဘူးဗျာကျွန်တော်တို့ပြည်သူတွေစိတ်ဆင်းရဲကိုဆင်းရဲနေထိုင်ရတာကိုကျွန်တော်မခံနိုင်လို့ပောက်ကွဲလို့ပြောရတဲ့စကားဖြစ်တယ်အဲ့တော့နားလေဘေးပါဟုတ်ကဲ့ဗျာဒီသတင်းပီဒီယိုလေးကတော့တနိုင်ငံလုံးစိတ်ဆင်းရဲကိုဆင်းရဲဖြစ်နေတဲ့အချိန်မှာဝမ်းသာတရားသတင်းလေးတခုနေပြီးတော့မှာနိုင်ငံတော်တော်ထောက်ပါလားအေးကျွန်တော်ရုံကကွန်ပျူတာတွေတချို့ကလည်းကုန်သွားပြောက်ပြီးတော့အေးပေါ့ဒါကျွန်တော်ခါးရကွန်ပျူတာလည်းမောက်လာတော်တော်လှုပ်တယ် အခါတခါတော့ဘာမှရရမရှိတော့။ Okay ။ကုန်းသွားတဲ့အကုန်ကုန်သွားပြီဗျာ။음။တတော်ငလင်းတော်အကြီးကျယ်တော့တယ်။ဟိုကျောရောကုန်းသွားတယ်တော့ရောကုန်းသွားတယ်ကုန်သွားပြီဗျာ။음။ကျူးကျေပုံ။ဒီကောင်းကိုတော့ကျွန်တော်ဘာမှမပြောတော့ဘူး။ကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့ညီကိုမောင်နှမတွေပဲပြောသွားတော့နော်။ तू အဆင်မပြေဘူးတဲ့။ तू ကွန်ပျူတာတွေမြုပ်သွားပြီ။ကျွန်တော်တို့တပတ်နှစ်ပတ်လောက်တော့နာကြီးတက်တာတော့မှာပေါ့ဗျာ။ စာကလေးကောင်းနဲ့ကြောင်ဆိုးဦးပေါ့နော်ဆူတောင်းပေးလိုက်ကြပါအောင်ဗျာအားလုံးပဲဂျေဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးတယ်အမှန်တရားဘက်တော်သားဓမ္မဘက်တော်သားတွေတယောက်ချင်းအရန်လေးစားပါတယ်ဗျာကျွန်တော်တို့ဒီဒီစောက်ပူအာနာယူစနစ်ကိုရှင်းထုတ်ပြီးတော့အရင်လိုငိမ့်ချမ်းတဲ့ဘွားတွေကိုအတူတူသွားကြမယ်ဗျာအားလုံးပဲတဘာဝဘေးမအားလဘေးမှလည်းကင်းဝေးကြပါစီလို့ဆူတောင်းပေးပါတယ်ဗျာ